တော့ကျမတို့မြန်မာ squash federation နဲ့ Korea squash federation တို့နားလည်မှုစာချုပ်လာထိုးရဖြစ်ပါတယ်ကျမတို့ဒီအဖွဲ့ကိုစထောင်ဖို့အတွက်လည်းပဲ Korea team ကနေအားပေးခဲ့တယ်ကျမတို့ကလည်းထောင်ပြအောင်ထောင်လိုက်တယ်အဒီ33ဂျိန်မြောက်စီဂိမ်းမှာပြိုင်ပွဲဝင်ဖို့အတွက်ပြိုင်ပွဲဝင်အားကစားသမားများကိုလည်းသူတို့ရဲ့ကိုရီးယားနိုင်ငံမှာအဲ training ပေးနေတာဖြစ်ပါတယ်ဒီအာကစားနီးကတော့တိတ်ပြီးတော့လဲအကျွမ်းတဝင်မရှိဘူးပေါ့နော်ဗမာပြည်နဲ့တော့ဒါပေမဲ့2028မှာလုံးမယ်အလီယာအိုလံပစ်မှာကြာရင်မြန်မာပြည်ကနေအာကစား နီ14နီးပဲပါဝင်ခွင့်ရမှာလေ40ကျော်ရှိပေမဲ့လို့လဲအဲ့ဒီအထက်ထဲမှာ squash ပါတယ်အဲ့တော့မြန်မာစီတနေရပါတော့လွတ်မသွားခြင်းတဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်မအချိန်မီထူထောင်ပါတယ်ပြီးတော့ကစားသမားများကိုလည်းလေ့ကျင့်ပေးနေပါတယ်အဲ33ကြိမ်မြောက်စီဂိမ်းကတော့မြန်မာ squash federation ပထမဦးဆုံးပေါ့အပြိုင်ပွဲဝင်မှာဖြစ်တယ်အစုများမရလဲပဲကိစ္စမရှိဘူးကျွန်မတို့ကအတွေ့အကြုံလိုချင်တာဖြစ်တယ်ပြီးတော့ ပြိုင်ပွဲစီကံပေါ့နော် technical ကိုလည်းပဲသိချာသိချင်တယ်အဲ့ဒီပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့နောက်နှစ်ကြလို့ရှိရင်အဲ Olympic မှာနိုင်မှုအတွက်ကိုအဲ အစီအစဉ်များကိုပြန်ပြီးတော့ဆွဲမှာဖြစ်ပါတယ်ကျမတို့အစောတုန်းကတော့လေအားကစားသမား6ယောက်နဲ့ပေါ့ဟိုပြိုင်ပွဲဝင်ဖို့အတွက်ပြိုင်ပွဲနီးရလဲ6နီးပေါ့အဲဒါပေမဲ့အခုအားကစားသမား4ယောက်ကိုပဲအခွင့်ပြုမယ်ဆိုတဲ့အခါကျတော့4ယောက်ကိုခေါ်သွားပြီးတော့4ပွဲပေါ့ single single လေးကိုပြိုင်ပွဲဝင်မှာဖြစ်ပါတယ်အခုသွားပြိုင်ရမယ်ပြိုင်ပွဲတွေမှာကကဘာဟိုဥပဒေအရဆိုလို့ရှိရင်22နှစ်အောင်ပဲ အပြိုင်လို့ရတယ် single မှာလေအဲ့တော့ကျမတို့ဒီမှာရှိနေတာလည်းပဲဟို racket နဲ့ family ဖြစ်နေတယ်လေအဲ့လိုလူမျိုးကိုရအောင်ဆိုပဲကျွန်တော်တို့ tennis အဖွဲ့ချုပ်ကနေပြီးတော့မှအဲ့ဒီမှာ selection drop out ဖြစ်တာပေါ့အဲ့ဒီလူမျိုးတွေကိုဟို train လုပ်နေတာဖြစ်ပါတယ်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာပေါ့เนาะရှင်ပြိုင်မှုကတော့ competition ဆိုတာရှိတယ်ဒါပေမဲ့လို့ competition ရဲ့နောက်မှာ collaboration ဆိုတာ၄အများကြီးရှိတယ်လေအဲ့တော့ now လူငယ်ကလေးတွေအစား school program ကနေရောအစလုပ်မယ်လို့ဟိုစိတ်ကူးထားပါတယ် collaboration လုပ်တာလည်းပဲဟို sports ground မှာမှာတော့လေ platform မှာမှာတော့လေနိုင်ငံရဲ့လို့မခွဲခြားပဲ ਨੇ ကျမတို့အားလုံးက global citizen လို့အယူဆထားမှာကမ္ဘာရွာသူရွာသားကြီးများလို့ယူဆပြီးတော့မှအနိုင်ငံတနိုင်ငံကနေမှာနီးနီးပညာတွေပူပေါင်းဖလှယ်ပေးမယ်အလေးကျမှုတွေပူပေါင်းဖလှယ်ပေးမယ်ဒီလိုနည်းအားဖြင့်ဆိုလို့ရှိရင်တော့အာကစားကတုတ်တက်လာလိမ့်မယ်လို့ထင်ပါတယ်ဟိုသူ့လူမှသူကိုလူမှကိုဆိုပြီးတော့ထားနေရင်တော့ဘယ်တော့မှအ အမြင်မှာမဟုတ်ဘူးပေါ့အဲ့တော့ဒီ C ကိုဒီ barriers ကိုကျော်ပြီးတော့ပေါ့နော်ကြည်တောင်လေကျမတို့ကလူငယ်များကိုဟိုစကြတဲ့အနေပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့အာကစားဟာကာယစွမ်းအားတင်မကောင်းအဲစိတ်ဓာတ်စွမ်းအားနဲ့လည်းကစားရတာဖြစ်ပါတယ်။ ကတော့မြန်မာ squash federation ပေါ့နော်အဲ့ဒါမြန်မာနိုင်ငံမှာပထမဆုံးမြန်မာ squash federation နဲ့မာရိုကိုရီးယား squash federation နဲ့ပေါင်းပြီးတော့မှအမှုလက်မှတ်ရေးထိုးတာအဲ့တော့ဘာပဲပြပြမှတကယ်ကိုပြီးပါတယ်အဲ့တော့ tag ball ကဖြစ်လာတော့မကြသေးဘူးအခု squash ကမြန်မာတို့ဘာမှပြီးမှတကယ်အဖွဲ့ချုပ်တစ်ခုအနေနဲ့ဖြစ်လာတယ်ပြီးတော့လည်းမြန်မာတို့အခုမကြခင်ချင်းပါတော့မယ့်ဒီ south east asia ပေါ့နော်ရှင်းတာ shashi game မှာလေသူကပါဝင်ပြီးရှင်းပြနိုင်မှာဖြစ်တဲ့အတွက်မြန်မာတို့အရန်ကုန်ယူပါတယ်ဘာလို့ဆိုဗမာပြီးမှအဲ့ဒီအားကစားပထမဆုံးအားကစားနောက်ပြီးတော့ တယ်သိပြီး common မဖြစ်တဲ့အတွက်ဒီနှစ်ကလေးတွေဒီဒီ Southeastern Sea Game မှာနိုင်ငံတကာနဲ့အတူတူရင်မောင်းတန်းပြီးတော့ရှင်းပြနိုင်ရင်ကိုကိုမြန်မာပြည်က ီအားကစားတစ်ခုမှာမရဒါနေရာဝင်ယူနိုင်တာပဲပေါ့နော်ဘာပဲပြောပြောတိုင်းပြည်တစ်ခုရဲ့ထိုးဖောက်မှု influence ကမရဒီစီးရေးနိုင်ငံရေးပါတွေအပြင်ကိုမမတို့ဒီလူမှုရဲ့ soft power လည်းအရေးကြီးတယ်လေအဲ့တော့ဒီလိုမျိုးအားကစားတွေမရအများကြီးအားပေးရမယ်အဲ့တော့ဒီလိုမျိုးအားကစားအစ်စ်တစ်ခုကိုနိုင်ငံတကာအဆင့်မီနော်လုံနိုင်နေနောက်တော့သူ federation တခုဖွဲ့ချုပ်ရေးတခုလည်းတရုံဝင် olympic committee ကနေပြီးတော့တထောင်နိုင်တာဖြစ်တော့ကျွန်မတို့ကဂုံယူပြီးတော့မှချီးမြှောက်ဖို့အတွက်တက်ရောက်လာဖြစ်ပါတယ်ညီမလေးတွေသွားပြိုင်တဲ့အခါမှာတကယ့်ကိုနိုင်ငံဂုံဆောင်နေ င့်အန်းစားသမားတွေဖြစ်နော်တစိတ်တည်းလဲအောင်မြင်စွာရနိုင်ပါစေဘာပဲပြောပြောမြန်မာနိုင်ငံဆိုပြီးတော့နော်မြန်မာဆိုပြီးတော့ကိုမမတို့ဒက်စကွတ်အားကစားမှာ list ဖြစ်တယ်ဆိုရင်ကိုပဲမမတို့အများအားပြရချွတ်နေပါလေအဲ့တော့တနစ်တက်တနစ်တက်လဲပို့ပြီးတော့မှမမတို့ဒီအားကစား game မှာရွှေတစိတ်တည်းရပြီးတော့မှအောင်မြင်ပါစေလို့မမတို့ဆုတောင်းပါတယ် မနမရဒေါ်ယူဝိုင်းဥပါအခုမြန်မာဟိုစကွတ်အဖွဲ့ချုပ်ရဲ့ပေါ့နော်အကစားအဖွဲ့ချုပ်ရဲ့အခုဒုက္ခထဖြစ်နေအဒုက္ခထတယောက်အနေနဲ့ပေါ့နော်အမတာဝန်ယူဆောင်ရွက်နေပါတယ် MOU ဆိုင်နေလေးကအမတို့ဒီရာလေးမတိုင်ခင်မှာကိုရီးယားတွေကဒီကိုလာလေပြီးတော့အမတို့အရင်နဲ့ချိတ်ဆက်ရှိတယ်ပေါ့နော်ဆိုတော့ခါကြတော့အမတို့ရဲ့ဟိုထရီတွင်းမှုချုပ်ကိုကျော်ထူးအောင်နုနဲ့ချိတ်ဆက်ရှိရခါကြတော့အမတို့ဒီရာလေးကိုပြန်ဖွဲ့စည်းတဲ့အချိန်မှာအကူအညီတစင်ပေါ့အမတို့တွေကိုဒီလိုဆက်လက်ပြီးတော့ပေါ့နော်ဟိုတနင်္ဂနွေတနင်္ဂနွေဆောင်ရှောက်လို့ရအောင်အကစားနဲ့ပေါ့နော်ဒီလိုဒီဆောင်ရွက်လို့ရအောင်ဆိုပြီးတော့ training င်းနေရောလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောဆိုပြီးအမတို့ကပြောပြပါတယ်သူတို့ကဆောင်ရှောက်ခြင်းနဲ့ဆိုတော့အမတို့ကလည်းအာသူတို့ရဲ့အဖွဲ့ချုပ်နဲ့လည်းရင်းနှီးတဲ့အခြေဆက်ရှိတဲ့အတွက်ပေါ့နော်ဒါဆက်ပြီးတော့အမတို့ဒီလိုပြန်မရောဖွဲ့စည်းတဲ့အချိန်မှာနိုင်ငံတော်ကလည်းဒီအကစားတွေကိုအားပေးတဲ့အနေနဲ့ပေါ့နော်ပြန်လည်ပြီးအဖွဲ့ချုပ်တွေပြန်ဖွဲ့စည်းတဲ့အချိန်မှာအမကဒုက္ခထဖြစ်နေနောက်အမတို့ဒုက္ခထနောက်ထပ်၃ယောက်ရှိပါတယ်အာဥက္ကဋ္ဌကတော့ဟိုအကယ်ဒမီများဆုရှင်ပေါ့နော်အနီတော်ဆွေစဉ်ထိုက်ကနေပြီးဥက္ကဋ္ဌဖြစ်ဦးဆောင်ပြီးတော့အမတို့ဒီအိုလံပစ်ကအတွေ့အကြုံရှိတဲ့ဒါဥက္ကဋ္ဌတွေဒုက္ခထတွေနဲ့အကစားဘက်မှာပေါ့ တွေ့ကြုံရှိတဲ့လူတွေနဲ့ဒါကိုပြန်လဲဖွဲ့စည်းပြီးတော့ဒီနေ့ MOU ထိုးဖွဲ့လေးကိုပေါ့နော်ဒီလိုမျိုးဟိုဟိုတေချာလေးစီစဉ်ဖြစ်တာဖြစ်ပါတယ်ဒီအားကစားကတကယ်တော့ Olympic အားကစားပေါ့နော်ကျမတို့ဖွဲ့ရချုပ်ကလည်းရှင်းပြထားတဲ့အတိုင်းပဲပေါ့နော်ဒါကျမတို့ကဒီ Olympic Games ထိဖြစ်တဲ့အားကို ASEAN SEA Games နေမှာလဲကျမတို့ပါဝင်မှာဖြစ်တော့အမဟိုအားပေးတာပေါ့နော်ဒါကိုလူငယ်တွေအခုဆိုလို့ရှိရင်18နှစ်အောက်တားငယ်သမီးငယ်နှစ်ယောက်စီကိုဟိုကိုရီးယားမှာအခုသူတို့ training ပေးထားတယ်ဒီလိုရွယ်လေးကနေစပြီးတော့အမတို့ကသူတို့ရဲ့အားကစားတွေကိုမြင့်တင်ပေးလာမယ်ဆိုလို့ရှိရင်တကယ်နိုင်ငံ ဟိုကုံဆောင်လေရွေးစင်တွေဖြစ်လာမယ်လို့မှယုံကြည်တယ်ပေါ့နော်အာကစားဆိုတာကငငယ်တွေကလုံးမဒီလိုမျိုးပင်မန်းတဲ့အာကစားပေါ့အထူးသဖြင့်ပေါ့နော်ဒီလိုမျိုးဟိုအာကစားတွေကြတော့အမတို့ကလူငယ်တွေကိုပို့ပြီးတော့ဟိုပဝင်လာစီခြင်းနဲ့အเจ้าနေမှာလည်းအခုတနေ့ကဆိုအမဆွေအเจ้าအပြင်ပေါ့နော်ဒီပုဂ္ဂလိကအเจ้าနေကိုလည်းအမတွေ့တော့အเจ้าထောင်ထောင်သားတွေကိုအမအားပေးတာပေါ့နော်ဟဲ့ဝမ်းသာလိုက်တာပေါ့သူတို့တွေ့တာမထင်မှတ်ပဲပေါ့အမမနေ့ကရုပ်ရှင်အစည်းအုံးပွဲမှာတွေ့တဲ့ခါကျတော့အမဟိုသူတို့လည်းအားပေးတယ်အเจ้าနေမှာလို့အဲ့အာကစားလေးတွေကိုလို့ဒီ facility ပေါ့ ဖန်တီးပေးပါပေါ့နော်အဲ့လိုဆိုလို့ရှိရင်အမတို့ရဲ့အကစားသမားတွေလည်းရွေးစင်တွေကလာပြီးတော့တင် जा ပေးမယ်အဲသူတို့လေးလည်းဟိုဆရာအသင်ဖြစ်သွားတဲ့အခါကျတော့သူတို့အတွက်လည်းဝင်ငွေလေးတစ်ခုပေါ့နော်ဆရာရှိမယ်ဒါလေးတွေအမတို့ကဖြစ်စေချင်ပါတယ်ဘာလို့အကစားသမားတွေအတွက်ဟောအသက်မွေးဝမ်းကြောင်းပညာလေးတွေအဖြစ်နဲ့ဒီအကစားကိုဆက်လက်ပြီးတော့ရည်တည်နိုင်မှုအတွက်အမအရန်ကိုဖြစ်စေချင်တဲ့အတွက်ပေါ့နော်ဒီကျောင်းနေနောက်ပြီးတော့ဒီလိုအကစားယုံနေပေါ့နော်ထူထောင်တဲ့အာဒီဂျန်ရှင်းတို့ဘာလို့မှဆိုလို့ရှိရင်အခု အကစားနေရာလေးတွေ entertainment လိုနေရာတွေဟို sport sport center ခေါ်တာပေါ့နော်ထူထောင်တဲ့အခါမှာအမအနေနဲ့အဲ့ဒါမျိုးတွေထည့်သွင်းပြီးတော့အမတို့ squash ကိုလည်းထည့်သွင်းပြီးတော့လှုပ်ဆောင်ပေးပါပေါ့နော်အဖိတ်ခေါ်ပေးပါအမတို့ရဲ့ဆရာဆရာမတွေကလည်းဟိုတင်ကြားအကစားသမားတွေကလည်းဆရာဆရာမတွေဖြစ်နေလာရောက်ပြီးတော့အများပြည်သူတွေကိုတင်ကြားပေးတဲ့နိုင်တဲ့အကြောင်းလဲအမအနေနဲ့ပြောကြားခဲ့ပါတယ်ဒါကြောင့်အခုလည်းအများပြည်သူတွေသိအောင်အမအနေနဲ့ပြောပြချင်ပါတယ်လူကြီးတွေကောအလှရှင်တွေကောအခုပေါ့နော်ဒီအကစားလေးကိုဖြစ်မြအောင်အမအကစားကဏ္ဍတွေမှာလည်းပါတယ်နောက် ဟိတလုပ်ငန်းတွေလည်းပါတဲ့ဒီအမတို့ဖွဲ့ချုပ်မှာပါတဲ့ဟိုအသင်းဖွဲ့ကညီကောင်မောင်နှမတွေပါတော့အားလုံးကလာပြီးတော့ပေါ့နော်တခြားအသင်းဖွဲ့တွေအာအခုဆိုလို့ရှိရင်ဒါအမှန်တမ်းပြောရင်တော့ Legion Two Foundation နောက်မြမအမျိုးသမီးအားကစားအဖွဲ့ချုပ်ဒါအမတို့နောက် International Rotary အဲနောက်ပြီးတော့ Happy Friday ဒီလိုမျိုးပေါ့နော်ဟိုပရာဟိတရောအားကစားရောအဖွဲ့အစည်းအသင်းဖွဲ့တွေအများကြီးပဲအမအိုလာပြီးတော့အားပေးကြတယ်အော်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့နောက် MBE တို့အဲ့လိုမျိုးပေါ့နော်ဆိုတော့အမတို့ရဲ့ဒီဥက္ကဋ္ဌကြီးနော် အထူးသဖြင့် UMSCCI ဘောမေးလို့မရပါဘူးအမဟိုဒါ UMSCCI ဥက္ကဋ္ဌကြီးကိုတိုင်း ခုလိုလာပြီးတော့ချိမြောက်ပေးတယ်ပေါ့နော်နောက်ပြီးတော့ဒီဘန်နေဆိုရင်မြန်မာတူရစင်ဘန်ဒါနောက်ပြီးတော့ယိုမဘန်နောက်ဟိုဂျန်ရှင်းကအငယ်ဥဝိုက်ထွန်းတို့အခုလိုမျိုးတော့ Shine Construction ကဒါလိုမျိုးတွေနောက် SME ဘန်ကအန်ဒီဒိုစစန်းကြီးတို့ဒါဘန်ဥက္ကဋ္ဌကြီးတွေလည်းလာကြွရောက်ပြီးတော့အမားတို့ကိုအားပေးတဲ့အတွက်ဟိုလှူဒန်းမှုတွေကလည်းစက်တိုက်ပြီးတော့စောင့်ရှောက်မယ်ဆိုတော့အမားအနေနဲ့အရန်ကိုဝမ်းသာရပါတယ်ဒါကြောင့်အများပြည်သူတွေအနေနဲ့လည်းပေါ့နော်ဒီအားကစားတွေကိုအမားတို့အားကစားမှလည်းမဟုတ်ပါဘူးဘယ်အားကစားကိုမဆိုးအားပေးပါကိုယ်တိုင်လည်းကိုသားသမီးတွေပေါ့နော် ော်ဟိုလာရောက်ပြီးတော့ဆော့ပြအောင်လို့လည်းအားပေးပါလို့အမတို့ကြိုက်ဆန်ခွင်းနေတကယ်အားကစားသူနာအားကစားခွင်းကြီးရှိပါတယ်ဒါကြောင့်ဘာပဲပြောပြောကျင်တဲ့တန်းငယ်သမီးငယ်တာတွေစားပြီးတော့ပေါ့နော်ဒီလူလူလက်ပိုင်းနေရောလူကြီးပိုင်းနေရောအချိန်လေးပေးပြီးတော့အားကစားကိုလှုပ်ဆောင်ပေးပါအားကစားသမားတွေကိုလည်းဆောက်ရှောက်ပေးပါလို့အမအနေနဲ့တကယ်ရင်ထဲကပြောပြချင်ပါတယ်